မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးတည်ဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကမြို့လာရွာတွင်ခဲ့တဲ့မှတ်သားဝယ်ရာမိုးရေချိန်များမှာရေးမြို့မှာ8တသမာနှစ်ခွန်လက်မှာ ဖန်မြို့မှာ9တသမာ9နှစ်လက်မှာဖန်ဆိုင်ပြိုးမြို့လောတာမှာ6တသမာ8တလက်မှာ ကမာမောင်းမြို့မှာ6တသမာ5၃ညလမတထုံမြို့မှာ9တသမာ8၃လမပိုင်ကျုံမြို့မှာ9တသမာ5၃ညလမကြက်ကမီမြို့မှာ9တသမာ3ညလေးလမပတ္တနော်မြို့မှာ4တသမာ5လမတောင်တွင်းကြီးမြို့မှာ4တသမာ1တလမနဲ့ပေါင်မြို့မှာ4တသမာ3ညနှစ်လမတို့တိုင်းထွာရရှိခဲ့ပါတယ်အပူပိုင်းမုန်တိုင်းရာကစားအခြေအနေတည် ဒီကနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုက်ထွာချက်များအရာတရုတ်နိုင်ငံတောင်ပိုင်းကွန်ရှိပြည်နယ်တောင်ပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိတဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းရာခါစာဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးပူပိုင်းမုန်တိုင်းရာခါစာအဖြစ်အာရုံသွားခဲ့ကကွန်ရှိပြည်နယ်ကိုဆက်လက်ဖျက်ကျော်လျက်ရှိပါတယ်။အဆိုပါပူပိုင်းမုန်တိုင်းရာခါစာဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်၁၂နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကိုဆက်လက်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီနေ့နေ့လည်းတနအိခွဲချိန်မိုးလေဝသဂျူရူမှာဖမ်းယူရရှိတဲ့ပုံအရကပ်ပလီဗီလေပြင်းနဲ့ဘင်္ဂလားဗီလေအိုရူမှာတိန်တိတမာတိတ်ထူထက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်အေယာဝေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမူပြင်းနေတဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိပ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးထိပ်တောင်များရွေလျားရံနေရာတစ်လျှောက်မှာ ိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးစီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။ချမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးချက်ပိုင်းတို့မှာ တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကြာတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိတိမတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မှုလို့သားချီနေပြ လေးပြားသူမြင်းများပုံစံအရာမြမကံရတဲ့ရှောင်းမှာမုတ်တုံလေးအားကောင်းနေပါတယ်။ဘင်္ဂလားပြည်လဲအော်ချင်းဒီမှာကပ်လီပြည်လဲပြင်းနဲ့ဘင်္ဂလားပြည်လဲအော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။မြမပြည်လဲပြင်းမှာမြမကံရတဲ့ရှောင်းနဲ့ကန်းလွင်ပြည်လဲပြင်းတို့မှာရပ်ဖန်ရခါမိုးတက်လေးပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကို35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာ မြမကံဝိရတရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာ၁၀ပေမှ၁၂ပေကန်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်အထိခမ်းမန်းကြံများအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားစကိုင်းတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျဲရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးအင်းအဝေးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြောင်းမိုးထချုံရွာပြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအင်းအဝေးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရေးမိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီး မနေ့ဖြစ်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒါခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ဖြစ်တော့တဲ့ဤတစ်ဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထွချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတစ်ဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းမိုးတစ်ချိန်တစ်ချိန်ထိချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုက်နဲ့ အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီ ဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလျော်စွာရှိနေခမန်းချက်မှာနေရာကွက်ကြားမိုးထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ32ဒီဂရီဆက်စီယက်60ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခမန်းချက်များအနည်းငယ်ကတော့ရှမ်းပြည်နယ်နေပြည်တော် ရန်ကုန်တိုင်းဒေသကြီးအေယာဝေးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဆက်လက်ပူနေပါမယ်။ရေကြီးမှုအခြေအနေတွေဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုက်ထွာချက်အရာစစ်တောင်းမြေဟာမထောင်မြို့မှာရင်းမြို့ရဲ့ဆွေရင်မတ်သူကိုရောက်ရှိနေပြီးနောက်တည့်ရက်အတွင်းတပိကန်းမြင့်တက်လာနိုင်ကရင်းမြို့ရဲ့ဆွေရင်မတ်အထက်ဆက်လက်တည်ရှိနိုင်ပါတယ်။ဒုဖြစ်ပါ၍မထောင်မြို့အတွင်းရှိ ြေကန်အနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ရေဘေးလွင့်ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်တတိပေးနိုးစောအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလယ်၂နာရီချိန်ထုတ်ပြန်တဲ့မူလီဝတာနဲ့ဇလားဗီတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။